ားလုံးကမင်္ဂလာပါ။ကျွန်မဒီနေ့ဒီ constructed subordinating conjunction pattern အုပ်စုမှာပါတဲ့ hardly one ရဲ့ no sooner than scarcely one ဒီသုံးခုကိုရှင်းပြမှာဖြစ်တယ်ပေါ့နော်။ဒီဝကြတကြောင်လေးကိုဒီသုံးမျိုးနဲ့လှည့်ပြီးတော့ရေးပြမှာဖြစ်ပါတယ်။အဲ့တော့ဒီ constructed subordinating conjunction သုံးခုစလုံးကပေါ့နော်။ဘယ်လိုနေထားမျိုးမှာသုံးလဲဆိုတော့ဒီ simultaneously action တပြိုင်နက်တည်းဖြစ်ပျက်တဲ့ action နှစ်ခုကိုဖော်ပြခြင်းတဲ့အခါမျိုးမှာသုံးတယ်။ at all. Do you ဒီ congestion 3ခုဆိုလို့ဟောပေါ့နော်ဒီ negative ever တွေဖြစ်တဲ့အတွက်ကြောင့်အလေးနဲ့ထားပြီးပြောချင်တဲ့အခါမှာသုံးတဲ့ဒီ inversion pattern နဲ့ရေလို့ရတယ် inversion ဆိုတာက subject verb အစား verb ပြီးတော့မှ subject ချိန်တာပေါ့နော်အဲ့တော့ negative ever တွေပါလာတဲ့အတွက်ကြောင့် negative ever ကိုဝေကြရဲ့အရှိဆုံးမှထားတယ်ပြီးတော့ happen မှာ subject main verb ပုံစံနဲ့ရေးခြင်းဖြစ်တယ်အဲ့တော့ action happen ဒီဟောပေါ့နော် simultaneously ဒီတိုင်းနဲ့တည်းနှီးပါဖြစ်ပြတဲ့အခါ မျိုးမှာပထမအက်ရှင်ဖြစ်ပြီးတာနဲ့စာကင်ဒုတိယအပြင်အက်ရှင်ပေါ့နော်စပြီးတော့ဖြစ်တယ်။ဒါမျိုးနေထားမျိုးမှာသုံးတဲ့ pattern မျိုးဖြစ်ပါတယ်။အဲ့တော့သူရဲ့ structure ကိုအရင်ကြည့်မယ်ပေါ့နော် hardly one ဒီ no sooner than scale you up အဲ့တော့ဒီမှာဆိုရင်ကျမတို့ cloth နှစ်ခုပါမယ်အဲ့တော့ဒုတိယ cloth ကို hardly နဲ့တုံထားမယ်ဆိုရင် WHGN 1နဲ့ဆက်မယ်နော်ဒီအချိန်ပြပုတ်ဒီသူ့ရဲ့ connector က1 no sooner နဲ့တုံထားမယ်ဆိုရင် than that ဆိုတဲ့သဘောတက်ရောက်တယ်အဲ့ဒါထဲစာတာနည်းနည်းလေးနည်းနည်းလေးဟောပါဘောနော်ဒီအဲ့လိုမျိုးအတိတ်ပဲနဲ့တက်ရောက်ပြီးတော့ပြောတယ် scale ဆိုရင်1နဲ့တုံမယ်အဲ့တော့ဒီ element ဆက်ပေးတဲ့ဒီ connector က ပြောင်းအပြောင်းလွဲရှိတယ်ပေါ့နော်ဒီသုံးတဲ့ dances ကတော့ကျမတို့ heartly တို့ no suna တို့ scale တို့နဲ့သုံးထားတဲ့ clause ကိုကြတော့ past perfect เนาะ HAD had bra battery pattern နဲ့ရေးပြီးတော့ဒုတိယဒီ conjunction တွေရဲ့အနောက်မှာဒီ connector တွေရဲ့အနောက်မှာလိုက်လာတဲ့ clause ကိုကြတော့ past တဲ့ verb do နဲ့ရေးမှဖြစ်တယ်အဲ့တော့ဒီဒီအသုံးနှုန်းပုံမှာမူတည်ပြီးတော့ပေါ့เนาะကျွန်တော်တို့ဒီအတန်လေးအတန်ထားဆိုတဲ့အခါကြလို့ရင်တော့နည်းနည်းချိန်ကျတော့ရှိတယ်ပေါ့เนาะအဲ့တော့ဒီဘာကြောင့် past tense နဲ့ past perfect tense ကိုသုံးရတယ်လို့ဆိုရင်ကျမတို့ action ကနှစ်ခုရှိတယ်ပထမ action ပြီးလူပြီးခင်လေးမှာဒုတိယ action စတယ်လို့ပြောတယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ first action ကို past perfect နော် past perfect ပြီးသွားပြီးကြောင်းကိုပြောပြောတဲ့ပြီးမြောက်ပြီးကြောင်းကိုပြောတဲ့ perfect tense နဲ့သုံးတယ်ဒုတိယ action ကြတော့ကျမတို့ past tense နဲ့သုံးတယ်နှစ်ခုစလုံးက past ပဲနော် first action ကို past perfect နဲ့သုံးဒုတိယ action ကို past tense နဲ့သုံးရမယ်အဲဆိုတော့ဒီ hardly တို့ no sooner တို့ scarcely တို့ဒီကျမတို့ဒါနဲ့တွဲထားလို့ရှိရင် had နဲ့ battery နဲ့သုံးနဲ့တွဲကြအောင်ဒီဟာနဲ့စထားတဲ့ clause က first action ဒုတိယ when တို့ then တို့နောက်မှလိုက်လာတဲ့ဒီ clause က second action အဲ့ဒါတွေကိုစွဲအောင်မှတ်ထားပေးပါနောက်တစ်ခုကျမတို့ဒီ sudden structure ကိုကြည့်ကြည့်မယ် ဲ့တော့၃ခုစလုံးเนาะ hard delivery one ရော no sooner than your scale one ၃ခုစလုံးဒီ negative ever လို့ပြောတဲ့အတွက်ကြောင့် inversion form နဲ့ရေးလို့ရတယ် inversion form နဲ့ရေးမဲ့ဆိုရင် inverse လောက်ထားတဲ့အတွက်ကြောင့်စာချုပ်ရဲ့အရှိမဘာရှိရမယ်ဒီစကလုံး၃လုံးစလုံးကကျွန်တော်တို့ negative ever လို့ပြောတဲ့အတွက်ကြောင့် negative ever ဟိုတဲ့အရှိဆုံးမှာထားပြီးတော့ရေးမှာဖြစ်တယ်အဲ့တော့ hardly တို့ no sooner တို့ scale တို့ဒီ weather ရဲ့အရှိဆုံးမှာ ာလာမယ်ပြီးတော့မှသူဒီ past perfect tense လို့ပြောတဲ့အတွက်ကြောင့် had had နဲ့ verbally ပါမှာဖြစ်တယ်အဲ့တော့ auxiliary verb ဖြစ်တဲ့ had had သည် have been ပါပြောတာเนาะ have been ပါဒီ subject ရဲ့အစီအစဉ်ကိုရောက်မယ်ပြီးတော့မှ main verb လာမယ် တန်နေသေးတဲ့ဝက်ကြရဲ့အစိတ်အပိုင်းခုနကော်နက်တာတွေနဲ့ဟာကိုဒုတိယလိုက်ပြီးတော့ရေးမှဖြစ်တယ်။အဲ့ဒါက inversion ပုံစံနဲ့ရေးတာတကယ်လို့များကိုက invert မလုပ်ဘူးဆိုရင်ဒီ negative ever တွေကို ကျမတို့ဝက်ကြရဲ့အလယ်မှာထားပြီးတော့ရေးလဲရတယ်။ invert လုပ်မယ်ဆိုရင်တော့အရှိဆုံးပို့ပြီးတော့စာကြရဲ့ရှိမှ happen ပါစာကြရဲ့အနောက်မှာ main ပါဒီပုံစံနဲ့ရေး inva မလုပ်ဘူးဝက်ကြရဲ့အလက်မှာထားမယ်ဆိုတော့ဒီအောက်မှာပေးထားတဲ့ example အတိုင်းရေးမယ် the meeting had hardly started when the light went out မိပြသွားတဲ့အချိန်မှာ meeting ကစတော့မစရသေးဘူးလို့ပြောထားတယ်အဲ့တော့ဒီဝက်ကြကိုကျွန်တော်လေ့လိုက်ခါမှာ8ဒီမှာ hardly hardly ရ negative adverb သူရဲ့ meaning က not not အဲ့တော့ adverb ဖြစ်တဲ့အတွက်ကြောင့် have been ပါနဲ့ main verb ရဲ့ခြားမှာထားပြီးတော့ရေးတယ်ဒါဒီ inva လောက်ထားတဲ့ pattern မဟုတ်ဘူးကျွန်တော်တို့မှာ clause တစ်ခုရှိတယ် when the light went out မိပြသွားတဲ့အချိန်မှာ the medium the had hardly started sort of masaya သေးဘူးအဲ့တော့ဒီခုနကပြောထားတဲ့ first action second action action နှစ်ခုရှိတယ် first action ကိုကျွန်တော်တို့ဘာနဲ့ရေးမလဲဆိုတော့ past perfect tense နဲ့ရေးမှာနောက်ဒုတိယ second action ကြတော့မှာ past tense နဲ့ရေးမှာအဲ့တော့ဒီ word ကြောင့်ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဒီ မီတင်စတယ်ဟိုဆိုတဲ့အရာကမီတင်မစရသည်ဘူးဆိုတဲ့အရာဒီ first action မီပြတ်သွားတယ်ဆိုတာက second action ဒီနှစ်ခုကွက်ကွက်ပြပြဖြစ်မှကျွန်တော်တို့ exam မှာကိုပါတာပြန်လို့ထိမှာနော်အဲ့တော့ first action ကို past perfect second action ကို past တဲ့ဒါလေးဆွဲအောင်မှတ်ထားပြီး တော့ဒီမှာ advanced exam တွေကျွန်မပေးထားတယ်တဲ့ဟွာပေါ့နော်ဝေကြတဲ့ချောင်းကိုပုံစံ၃မျိုးနဲ့ရေးပြထားတယ် first action second action เนาะဒါကိုကွဲညောင်လုပ်ထားမယ်အဲ့တော့ hardly have the researcher published their finding when a major flaw was discovered ကျွန်မတို့မှာ clause နှစ်ခုရှိတယ် first action second action ခွဲမယ်အဲ့တော့ first action ဒီ hardly ရဲ့ head နဲ့ body နဲ့တွဲထားတဲ့အရာ အဲ့ဒါအရင်လုပ်တဲ့အရာအရင်လုပ်တဲ့အရာကဘာလဲ researcher သူတေသူတွေက သူတို့ရဲ့ research finding ဒီရှာဖွေတွေ့ရှိမှုကြောင့်ရလာတဲ့ဒီ finding တွေ့ရှိမှုတွေကိုအဲ့တော့ publish ဆိုတာကအများပြည်သူသိအောင်ထုတ်ဝေတော့ publish လုပ်တယ်လို့ခေါ်တယ်။အဲ့တော့ hardly ရဲ့ meaning က not အဲ့တော့သူတေတီတွေက result finding ကိုဒီ publish မလုပ်ရခင်မှာသူကသူတို့ဘာတွေ့သွားလဲ major flaw အဓိက အမှားကြီးကိုရှာဖွေတွေ့ရှိသွားသည် first action က publish မလုပ်တာဒီဒုတိယ action က discover ဒါကွဲဖို့လိုတယ်နော် example 2ဟိုဒီဟာကိုပဲကျွန်တော်တို့ no sooner နဲ့ရေးမယ် no sooner had the researcher published their finding than a major flaw was discover အဲ့တော့ hardly ဆိုတဲ့နေရာမှာ no sooner နဲ့ကျွန်တော်တို့စာထိုးလိုက်တာပဲဖြစ်တယ် inversion pattern နဲ့ရေးထားတဲ့အတွက်ကြောင့်စာချက်ရဲ့ရှေ့မှာ helping bar လာတယ်ပြီးတော့မှ main bar publish လာမယ် နော် they are finding အလဲမှာ subject coordinator ကတော့ nosuna sin than နဲ့တွဲမယ် heart needle scale လေးတို့ကြတော့1နဲ့တွဲမယ်နော် very low when that တွေ့တယ်เนาะအဲ့တော့ဒီ death တုံးနဲ့ immediately after တို့ as soon as တို့ကနောက်မှတတွဲလာမယ်เนาะလောလောဆယ်ဒီ၃ခုကိုပဲကျွန်တော်တို့ဒီ comparison ရှင်ပြီးတော့ကြည့်မယ်အဲ့တော့ဒီ no sooner ကိုသုံးလိုက်မယ်ဆိုရင်သူရဲ့အဓိပ္ပာယ်က immediately after နော်အဲ့ဒါပြီးရင်နောက်ချက်ချင်းဆိုသလိုဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်။ Scaly နဲ့ကြည့်မယ်။ Scaly had the researcher published their finding when a major flaw was discovered uh, hardly went scarcely went to do ပဲเนาะ scary ဆိုတဲ့ဒီ negative adverb ကိုအရှိဆုံးပို့ပြီးတော့မှ have been ပါ suggest main ပါ they are finding connect လာမယ် went scarcely the went hardly the went barely the le went ပြီးတော့မှ a major flaw was discovered เนาะဒီကအမှားကိုသူတို့တွေ့တဲ့ချိန်မှာဒါကိုမထုတ်ဝေရသေးဘူးလို့ပြောခြင်းဖြစ်တယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် hardly had a conference ended when the next crisis emerged เนาะအဲ့တော့ကဒါနှစ်ခုကျွန်တော်တို့ first action second action စခွဲမယ် hardly ရဲ့ past perfect တဲ့နဲ့ရေးထားတဲ့အရာက first action တော့ conference ဒီညီလာခံကမပြီးခင်မှာပဲဒါအရင်တည်းကညီလာခံလုပ်နေတာเนาะဒါဒီ first action plan that next crisis ဒီမှာနောက်ထပ်ဒီ crisis အကြက်တဲတကူကထွက်လာတယ်အဲ့တော့အကြက်တကူထွက်လာတဲ့အချိန်မှာညီလာခံဒီမပြီးသေးဘူးလို့ပြောခြင်းဖြစ်တယ် second action က net crisis ကဒီမှာထွက်လာတာเนาะအဲ့ဒါကို no sooner နဲ့ရေးမယ် no sooner had that conference ended than the net crisis ဒီမှာအဲ့တော့ဒါကိုကျွန်တော်တို့ seal လောက်အောင်ဘာသာပြန် ယ်ဆိုရင် first action second action ကချိန်မတော်ဘူးเนาะ no sooner do hardly တို့ဒီ scale လူတို့ ਨੇ တွဲတဲ့အရာအကုန်လုံးဒီ first action အဲ့တော့ conflict เนาะ mapping လေးမှာ immediately after the next crisis က emerge ထွက်လာသည်เนาะဒီ conflict mapping မှာနောက်ထပ်ပြဿနာတစ်ခုထပ်ပြီးတော့ပေါ်လာတယ် scaly one နဲ့ထည့်ရေးမယ် scaly have the confront ending when the net crest ဒီမှာ first ascend the confront ပဲเนาะ second ascend ဒီမှာတို့ net crest နောက်ထပ်အခက်အခဲအကြက်တက်ကိုဒီမှာထွက်ပေါ်လာခြင်းနောက်တစ်ကြောင်ဆက်ကြည့်မယ် hardly had he under the lab laboratory ပြောတာเนาะ when the alan began to sound အတော့ first ascend second ascend ခွဲမယ်ဒီမှာဒီ lab candle ကိုဝင်သွားတာက first ascend ဲ့ဒါဝင်လိုက်တဲ့အချိန် immediately almost immediately after အဲ့ဒါဝင်ပြီးချင်းနဲ့ဘာဖြစ်လာလဲဆိုတော့ဒီ Alan began to sound the Alan ပေးတဲ့အချက်ပေးညတန်ကစတင်လာသည်အဲ့တော့ဒီ Alan began to sound ဒီကျွန်တော်တို့အတွက် second action ဖြစ်တဲ့အတွက်ကြောင့် began ဆိုတဲ့ past tense နဲ့ရေးတယ်ဝင်သွားတာက first action ဖြစ်တဲ့အတွက်ကြောင့်အဲ past perfect tense နဲ့ရေးတယ်เนาะအရင်လောက်တာနောက်လောက်တာအဲ့လိုမျိုးကိုယ်အောင်မြင်ပေးရမယ် နောက်တစ်ခု scarcely had he under the lead when the alarm began to sound အဲ့တော့ဝင်လူဝင်ခင်လေးပဲเนาะအဲ့တော့အဲ့အဲ့ချိန်မှာပဲဒီ alarm ကမြည်လာဒီအဲ့တော့ဝင်လာကကျွန်တော်တို့ first action alarm မြည်တာက second action အဲ့တော့ scarcely ဒီ barely နဲ့တူတယ်เนาะ barely က only နောက်တစ်ကြောင်ဆက်ကြည့်မယ် hardly hardly had the meeting started when the light went out အဲ့တော့ first action က meeting စတာဒုတိယ action က meet ပြတ်တာအဲ့တော့က first action က ဒီ meeting မစားခင်လေးမှာ hardly က non လို့ပြောထားတယ် meeting မစားခင်လေးမှာပဲမိပြတ်သွားတယ်အဲ့ဒါကို no sooner ဆက်ရေးမယ် no sooner had the meeting started than the light went out meeting ထားတဲ့အရင်ဘယ်သူက meeting ကအစဆိုတာနော် meeting ဒီစဖို့လုပ်နေတဲ့ချိန်လေးမှာမိပြတ်သွားတာ first action က meeting စတာ second action ကမိပြတ်တာနော် immediately after နော်စစတော့လို့နေထားလေးမှာမိပြတ်တာ scaly မျက်ရည်မယ် scaly had the meeting started when the light went out scaly barely only to do ben of fast action မို့လို့ past perfect နဲ့ရည်မယ် second action မို့လို့ past tense နဲ့ရည်မယ်ဒီနှစ်ခု꿰ပြီဆိုရင်ကျမတို့ဒီ read the passage စာပိုက်ကြီးတွေကိုဘာသာပြန်လက်ခါကြရင်ရပြီเนาะအဲဆိုရင် simple မနဲ့ယူစားတယ်နောက်တစ်ခုဆက်သွား ဲ့တော့ကျွန်တော်တို့ဒီမှာဒီ subtle ဖြစ်တယ်ဆိုတာကတော့နည်းနည်းလေး gentle ပေါ့နော်ဒီနည်းနည်းလေးဟိုမဆိုးစုံလေးချိန်သွားတဲ့သဘောကိုပြောချင်းဖြစ်တယ်တုံးကလာပေါ့နော်အတန်ဒီတန်ထားကအဲ့တော့ hardly one နဲ့ရေးထားမယ်ဆိုရင်သူကတော့ဂျာနေပေါ့နော် neutral form ဖြစ်တယ်အဲ့တော့ hardly one နဲ့စကဲဟိုပေါ့နော်ဒီ no sooner than that ကကျွန်တော်တို့ academic writing မှာတော်တော်များများတွေ့ရတယ်အဲ့တော့သူတို့ရဲ့ဒီ meaning ပေါ့နော်ဒီသူသူတို့နဲ့အစားထိုးလို့ရတဲ့ဒီ equilibrium ဖြစ်တဲ့နော် equivalent ဖြစ်တဲ့ ဒီဟိုဘုံလုံး phrase စကားလုံးတွေอ่ะကျွန်တော်တို့ဒီ hardly when ဆိုရင် just as အဲ့လိုအဲ့လိုမျိုးလေးဖြစ်တဲ့အချိန်မှာเนาะ almost immediately after လုံးဝထပ်တူမဟုတ်ဘူးเนาะဒါနီးပါးလို့ပြောတာအမှဒီ no sooner than ကြတော့ immediately after အဲ့ဒါပြီးတာနဲ့ချက်ချင်းဆိုသလိုအပေါ်မှာရေးထားတဲ့ almost immediately after အဲ့ဒါပြီးတော့မှเนาะအဲ့ဒါပြီးတာနဲ့ချက်ချင်းလူနီးပါ almost ပါတယ် တော့ scaly one ကြတော့ကျွန်တော်တို့ barely have buffer အဲ့ဒါမစားခင် barely only scaly တူတူပဲသူကြတော့ကျွန်တော်တို့ဒီ creative เนาะဒီဟွာပေါ့เนาะဒီ creative essay တွေရေးတဲ့အခါမှာ fashion ဒီဟိုမှာเนาะ science fashion လို့မျိုးအဲ့လိုမျိုးတွေမှာပုံနေရှိလေအဲ့တော့ဒီသူတို့ကိုကျွန်တော်တို့အစားထိုးလို့ရတဲ့အရာက SUN နဲ့လည်းထိုးလို့ရတယ် immediately after နဲ့လည်းစားထိုးလို့ရတယ်လို့ barely one နဲ့လည်းသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဘာကြောင့်ခွဲထုတ်လိုက်လဲဆိုတော့ hardly one တို့ no sooner pattern တို့ scale လေး1တို့က negative ever တွေဖြစ်တယ်အဲ့တော့ဒီ pattern ၃ခုဒီကျွန်တော်တို့ inversion နေနဲ့ရေးလို့ရတယ် as soon as ကကျွန်တော်တို့ inversion မရေးဘူးเนาะဒီ immediately after ဆိုတာကလည်း debt ကြီးပြောတဲ့အတွက်ကြောင့်မရေးဘူးဒီ value 1ကြတော့သူကတော့ option ရေးခြင်းလည်းရလို့မရေးဘဲထားလည်းရတယ်အဲ့တော့ဒီ negative စကားလုံးတွေ negative adverb တွေဖြစ်တဲ့ inversion လည်းရေးလို့ရတဲ့အတွက်ကြောင့်ဒီ၃ခုကိုတစ်ခုတယ်မောင်နော်ဒီနိုင်ငံစာတစ်ခုတွဲလိုက်ခြင်းဖြစ်ပါတယ် အဲ့တော့ကျွန်မဒီနေ့သင်ခန်းစာကို ပြန်ပြီးတော့ summarize လုပ်မယ်အဲ့တော့ဒီ hardly one no sooner than scarcely one ဒီ၃ခုစလုံးက negative ever တွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့် inversion pattern နဲ့ရေးလို့ရတယ်သူတို့ကဒီ meaning အဖြစ်เนาะအိဗယ်အဖြစ်တူတူပဲเนาะ the same ပဲဒါပေမဲ့ဒီ no sooner than ကိုသုံးလိုက်မယ်ဆိုကျွန်မတို့ဒီ 노수나နဲ့ဒီ Hartley One က Academy ရေးတာချင်းတူပေမဲ့노수나ကပို့ပြီးတော့ formation နဲ့ပြီးတော့ပို့ပြီးတော့လည်းအသုံးများတယ်ဒီ Hartley One ကြတော့ဒီဇက်ကြောင်ပြောတဲ့နေထားမျိုးတွေပါနော်ဒီအဖြစ်အပျက်တွေကိုပြန်ပြီးတော့ပြောပြတဲ့နေထားမျိုးမှာသုံးတယ် Scaley One ကြတော့ကျွန်တော်တို့စပေးအရေးသားနော်ဒီရတာခံပြီးပတ်တဲ့ရတာစပေးအရေးသားသဘောမျိုးတက်ရောက်တယ်အဲ့တော့နောက်ဆုံးပေး exam လေးနဲ့ပါကျွန်တော်တို့ဆုံးသတ်လိုက်မယ် Hartley had he spoken wonderful run ဲ့တော့ first action second action ခွဲထုတ်လိုက်နဲ့ first action ဆိုရင် had graph battery second action ဆိုရင်တော့ past တယ်အဲ့တော့ तू ကနော်ဒီ hardly က not လို့ပြောရတယ်ကြာ तू စကားမပြောခင်လေးမှာပဲဖုန်းကမီလာတယ်နော်စကားမပြောခင်လေးမှာဖုန်းကမီလာတယ် first action ကကျွန်တော်တို့အရှိမရေးထားတဲ့ hardly had he spoken အဲ့ဒါက first action one year အနောက်မှာက second action အဲ့တော့အလယ်မှာသုံးထားတဲ့ဒီ connector တွေတော့ဟိုတော့မမမမားစေနဲ့ နော် no sooner had he spoken than the phone rang first action ကဒီအရှိမ no sooner နဲ့ရေးထားတဲ့အရာ second action ကဖုန်းညီလာတာအဲ့တော့ဒီ no sooner ရဲ့ that တုံးနဲ့ meaning က immediately after အဲ့ဒါပြီးတာနဲ့ချက်ချင်းဆိုသလိုနော်အဲ့တော့ဒီမှာဆိုရင်သူဖုန်းတောင်မှဒီစကားတောင်မပြောရသေးခင်မှာဖုန်းကညီလာတယ် နောက်တစ်ခု Scarcely had he spoken when the phone rang ဖုန်းကြီးလာတဲ့အချိန်မှာသူကစကားပြောဖို့เนาะဒီ Scarcely ဆိုတာ only barely ယုံမျှတာရှိသေးတဲ့အချိန်မှာသူစကားတော့မပြောရသေးဘူးစကားပြောဖို့လုံတုံအချိန်မှာဖုန်းကြီးလာတယ်ပေါ့เนาะဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ဒီ၃ခုစလုံးကတော့အတိဘယ်ကတော့သက်စိမ်အတူတူပဲဒါပေမဲ့ slightly different နည်းနည်းလေးกว่าတယ်ဘယ်မှာလဲဆိုတော့အတန်နေအတန်ထားမှกว่าတာ နော်နှစ်ခုစလုံးဒီ hardly one နဲ့ဒီ no sooner than that က academic writing တွေမှာသုံးပေးမယ် no sooner than ကပို့ပြီးတော့ common ဖြစ်တယ်ဒါကတော့ဒီစာပေအရေးသားပို့ပြီးတော့စံတယ်ပေါ့နော် creative writing တွေမှာရေးတယ်အဲ့တော့အဲ့လောက်ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်